လူဘဝမှာရုပ်အဆင်းအင်္ဂါဘလောက်ပဲချောချောပစ္စည်းဥစ္စာတွေဘလောက်ပဲပေါ်ပေါ်အရေးကြီးဆုံးကစိတ်ကောင်းနှလုံးကောင်းရှိဖို့ရဖို့အရေးကြီးတယ်လို့ဆိုတယ်စိတ်ကောင်းနှလုံးကောင်းဆိုတာဟာရှားပါပစ္စည်းလို့ပြောရမှာဖြစ်တယ်လူတွေကမလှလှအောင်ဝတ်ဆဆေးမှုနဲ့လုပ်လို့ရတယ် ဒီကလေးခင်မှာဆိုရင်ပြမယုတ်ကြီးကိုငွေကြေးတနာအကုန်ကြခံပြီးတော့ပြုပြင်ရမလာတာကိုလှအောင်ပြင်ရတယ်သို့တော့လှမှုမလှမှုဟာအပြင်ရုပ်ပေါ်မှာမူတည်တာမဟုတ်ဘဲနဲ့စိတ်နှလုံးနဲ့ပတ်သက်နေတယ်ဆိုတာကိုတတိထားမိတဲ့ပုဂ္ဂိုလ်ကနည်းဆုံးပဲသူနည်းစုဖြစ်တယ် ရသဗျာအဆုံးမမှာရုပ်ကိုပြင်းနေုံနဲ့စိတ်မပြင်းမှုဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမကြခင်ရုပ်ဆိုးကြည်တတ်ဘဝရောက်တော့မှာစိတ်မပြင်းတဲ့ပုဂ္ဂိုလ်ဟာဘလောက်ပဲချောမောလှပနေစေကမူစိတ်မချောစိတ်မလှသည့်အတွက်ကြောင့်ရုပ်ခန္ဓာပါရုပ်ဆိုးကြည်တတ်ဖြစ်သွားတာအဲ့ဒါကိုသတိထားကြရမှာဖြစ်တယ် အဓိကနဲ့တမေညသို့မဟုတ်ဝိသေသနဲ့တမေညဒီနှစ်ခုကိုကြွယ်ပြချမ်းသာစွာမှတ်ယူထားပြီးတို့ရဲ့ဘဝမှာတမေညနဲ့ဝိသေသဘလို့ခွဲခြားမလဲရုပ်ဆင်းအင်္ဂါဆိုရတမေညရုပ်ဆင်းလှပမှုဆိုရတမေညစိတ်ထက်လှပမှုကဝိသေသလို့အဓိကအရေးကြီးဆုံးကစိတ်ထက်လှပေါ့ပဲအရေးကြီး စိတ်လာတဲ့ပုဂ္ဂိုလ်ဟာဘဝမှာအယုတ်ဆိုးစရာအကြောင်းမရှိတော့တဏှာမှာလည်းအယုတ်ဆိုးစရာအကြောင်းမရှိဘူးရုပ်ကိုဘလောက်ပြင်းပြင်းစိတ်မပြင်းသမျှလူတွေဟာဆင်းရဲဒုက္ခကလွတ်ကြမှာမဟုတ်ဘူးလို့မြတ်စွာဘုရားကဒါကိုလေးနှစ်ထပြီးတော့ဟောတာဘုရားမသာဝင်သူတော်စင်တွေပြုပြင်ရမှာက လူတိုင်းလူတိုင်းအတိအပြန်ပိုင်ဆိုင်ထားတဲ့စိတ်ဓာတ်ပဲဖြစ်တယ်စိတ်ဓာတ်ကိုဘာနဲ့ပြင်ရမလဲလို့ဆိုရင်စိတ်တူတတ်လို့ရှိရင်မေတ္တာနဲ့ပြင်ရမှာဖြစ်တယ်လောဘကြီးလို့ရှိရင်အလောဘနဲ့ပြင်ရမှာဖြစ်တယ်ဒေါသကြီးတာမေတ္တာနဲ့ပြင်တယ်မောဟကြီးပြီဆိုရင်အသိပညာစီးပူအထုတ်ပြီးတော့ပညာနဲ့ပြင်ရမှာဖြစ်တယ်အဲ့လိုမပြင်မဲဘူးဆိုလို့ရှိရင် ဘဝဟာတုတ်တက်ကြည်ပွားလာမှု မရနိုင်ဘူးရုပ်ခန္ဓာကိုပြင်ဆင်မှုဟာတခဏတာမျှသာ ဖြစ်တယ်ရုပ်ရဲ့တဘာဝဟာမြည်မြပဲလှပနေစေကမှုမကြခင်မဲရင်းရောလာတတ်တဲ့သဘောရှိတယ်ပန်းကလေးဟာဘလောက်ပဲလှလှသာဝရလမ်းမှာမဟုတ်ဘူး နွမ်းသွားတဲ့အချိန်ကစပြီးတော့ဒီပန်းကလေးရဲ့အလှပါဟာအကုန်ဆုံးသွားပြီလို့ပဲပြောဖြစ်ထို့တူပဲလူရဲ့ယုတ်ခဏဆိုတော့လည်းပဲဘလောက်ပဲလှအောင်ပြင်းပြင်းမကြခင်ပြင်လို့မှမနိုင်ခင်ပဲရုပ်ဆိုးကြည်တန်သွားတယ်စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင် ရုပ်ပြင်တာဟာစင်သာဝရအတွက်အကျိုးမရှိဘူးလို့ တခဏလေးတော့အကျိုးရှိကောင်းရှိနေတတရရဝဆဆင်းရင်ပြီးတော့စိတ်နှလုံးကိုပြုပြင်လိုက်ပြီးဆိုတော့မှပေါင်းတဲ့ဆက်ဆံရေးလူငယ်ရဲ့မေတ္တာရရှိမယ်အလုံးကချစ်ခင်ကြတယ်တိစားကြတယ်ကြည်ညိုကြတယ်ဆိုတဲ့ရုပ်မလောင်လှလှအလုံးရဲ့ချစ်ခင်မှုကိုရချင်မှရမှာဖြစ်တယ် အလုံးရဲ့ချစ်ကမှုရဖို့ရအတွက်ကြတော့ကိုယ်စိတ်ကိုပြင်ရမယ်ဆိုရဲဟာတာမြတ်ဘုရားရဲ့အဆုံးမပဲစိတ်ကိုပြင်လိုက်ခြင်းအပြင်ဒီဘဝတည်းလှတာမဟုတ်ဘူးဘဝတန်တရာမှာလှသွားမှာပဲဖြစ်တယ်ဘုရားဒါကြောင့်မို့တန်တရာကဘဝအလှပညာမှာစိတ်ပဲဖြစ်တယ်လို့စိတ်တေနတေတေလောကောလောကကြီးကိုစိတ်ကရှေ့ဆောင်နေတာဖြစ်တယ် စိတ်ကောင်းနှလုံးကောင်းရှိရင်လူကောင်းသူကောင်းဖြစ်တယ်စိတ်ဆိုးစိတ်မိုက်တွေလွှမ်းမိုးနေလူဆိုးလူမိုက်ပဲဖြစ်တယ်